မိနှွဲစရာရှိမှစိတ်လုံခြုံတတ်တဲ့နှွဲပင်လေးဟာလေခြေနဲ့မကြာခဏအနှင်းခံရတဲ့အခါမြေရှောင်းမြက်ပင်လေးလိုတန်ဆွမ်းလာနိုင်ပါတယ်ကို့အသက်34နှစ်ဒီ34နှစ်ကြာဖြတ်သန်းလာတဲ့ကို့ဘဝမှာဘာကိုအကြောက်ဆုံးလဲလို့မေးလိုက်အရိတ်ကိုခိုးရမှာအကြောက်ဆုံးပဲလို့ဖြေတတ်လာခဲ့ပါပြီအရိတ်တဲ့အီးမြတဲ့အီးမြမှုပေးဆွမ်းတဲ့ အရေးခိုသူကို အမောပြေစေတဲ့အတိုင်းတာတစ်ခုထီတော့အမောပြေစေမှအတိအချပါပဲဒါပေမဲ့ဒီအရေးအောက်ကထွက်လိုက်တဲ့အခါကျွန်တော်တို့ဟာဘဝကိုမောကြီးပန်းကြီးဖျက်ဆီးရတာပါပဲကိုယ်ပိုင်အရေးမှမဟုတ်တာကိုဒါကိုအရေးခိုသူတော်တော်များများဟာမေ့နေကြကြတယ်ကိုဘဝမှာကိုယ်ပိုင်အရေးမဟုတ်တဲ့အရေးအမျိုးမျိုးကိုခိုလုံဘူးတဲ့ချစ်ချင်းမြတ်တာဆိုတဲ့နာမည်အောက်က သက်ဆိုင်ရာအရေးခွဲလေးတွေမှာပေါ့တကယ်တမ်းတော့အေးမြဆုံးလို့လူတကာကသတ်မှတ်ကြတဲ့မိဘရိတ်တောင်မှာတကယ်တဲ့အေးမြမှုကို မပေးဆွဲနိုင်ပါဘူးဘာလို့လဲဆိုတော့မိဘရိတ်ကပူလောင်တာမဟုတ်ပဲအရေးခိုတာများလာတဲ့အခါလူဆွမ်းလူဆတ်တုံးသွားတတ်လို့ပါကိုကိုတိုင်းကိုကအပူတုံကြီးဖြစ်သွားခဲ့တာလေအရေးအောင်မှာခိုလာတာကြတဲ့အခါပြမှန်းမှုကိုမတီးတော့ဘူး စွန်စားမှုကိုနားမလဲတော့ဘူး။အရာရာဟာပန်းခင်းနဲ့လမ်းမယ်။ငွေရဲ့တန်မိုးကိုမတည်ဘူး။ကိုပိုင်အရေးမဟုတ်တော့ကိုတိုင်းရှာဖွေမှုမဟုတ်တော့တန်မိုးမထားတတ်တော့ဘူးလေ။အပြင်ကိုတဦးလေးသွားရမှကြောက်လာတယ်။တစုံတစ်ခုကို ကိုစွမ်းကိုစားနဲ့ရှာဖွေပိုင်ဆိုင်ရခြင်းရဲ့ရလက်ကိုမခံစားတတ်တော့ဘူး။ဘာနဲ့တူလဲဆိုတော့အောင်မြင်မှုကိုမမောတယ်။ကိုတိုင်းတိုက်ခိုက်မှရမယ်ဆိုရင်တော့လက်ဆောင်တတ်တဲ့အကျင့်ရလာတာပေါ့။ဒါကို လောင်းရိပ်မိတယ်လို့ခေါ်တယ်ချင်မရဲ့ဒီလိုနဲ့ကိုဟာလဲကိုစွမ်းကိုစားကင်းမဲ့တဲ့နွယ်ပင်လေးတပင် ဖြစ်ခဲ့ဘူးတာပေါ့နွယ်ပင်ကိုတချို့ကကပ်ပါပင်လို့ခေါ်တတ်ကြတယ်။ဘာကြောင့်လဲဆိုတော့နွယ်ပင်လေးဟာသူ့မိခိုနေရတဲ့တစ်ပင်ရဲ့အတိုင်းအတာကိုမတွေးတတ်ဘူးလी။ကို့မှာရှိသမျှအရာအားလုံးပုံအုံးမိခိုပြစ်တတ်သူပေါ့။ဒီလိုမိခိုမှုကမိခိုသူလဲအနည်းရှိသလို့ မိခိုခံရတဲ့တစ်ပင်ဟာလဲမတက်မတာခံစားရတယ်ဆိုတာကိုနွယ်ပင်လေးမတွက်စားတတ်ခဲ့ဘူးဒါကိုကနွယ်ပင်ဟာ အနည်းပင်လို့လူတော်တော်များများယူဆလေးရှိတဲ့အကြောင်းအရာပေါ့နင့်ကြောင့်အချို့အရာတွေကိုလက်လွတ်ခဲ့ရတယ်နင့်ကြောင့်သူ့ကြောင့်သူ့မိဘကပိုးပင်မနာပေါ့သူသာကိုချေတော့ပေါ့ကိုရက်နိုင်ခင်နွယ်ပင်လေးဟာဘာကိုမှနားမလဲတတ်ခဲ့ဘူး ပဝန်းကျင်ကစကားသံတွေကိုလည်းနားမလည်တတ်ဘူးကိုကိုကိုလည်းမစမ်းစစ်တက်ခဲ့ဘူးပြောမယ်ဆိုမိနှွဲ့စရာတခုရှိနေတာကိုက သူ့အတွက် ရာရာလိုဖြစ်နေခဲ့တာသူ့ကဘာဟာဘလောက်ထိ သိငယ်တယ်ဆိုဟာသူဟာဘလောက်ထိသိသိနေပြီလဲဆိုတာကိုနားလည်နိုင်စွမ်းနည်းခဲ့တယ်ဒါဟာနှွဲပင်တစ်ဖြစ်လဲကိုဆိုလဲမှန်ခဲ့ရဲ့အရင်ကတော့ကိုဟာနှွဲပင်လေးတစ်ပင်မိနှွဲ့ခွင့်ရမှာ စိတ်လုံခြုံမှုရှိသူတရားမိခိုးရာရှိမှပျော်ရွှင်တတ်သူလည်းဖြစ်သေးရဲ့မိခိုးရာပြောက်မှကုန်မပြတ်စိုးရင်တတ်သူတူလည်းဖြစ်သေးရဲ့ပြောမဲ့ဆို ကိုကန်ကောင်းခဲ့ပါတယ်အများကအန်ရဲလို့သတ်မှတ်ကြတဲ့နယ်ပင်လေးအဖြစ်ကနေရုံထွက်နိုင်ခဲ့တဲ့ပေါ့အဲ့ဒီအချိန်တော်တွင်မှာကိုခလုံးခဲ့တဲ့အရေးတွေစီပြန်ခလုံးခြင်းခဲ့တဲ့အတွေ့တွေကိုအမြဲလူလူဖြစ်ကြော်ခဲ့ရတယ်။ရမ်းပင်မလွန်းနဲ့အခိုက်တန်တိုင်းမှာတဟား ကိုယ်တိုင်ရင်ဆိုင်ရမယ့်အရာလို့တွင်းရင်ဖြတ်ကျော်ခဲ့တယ်။တကယ်တော့အရေးဆိုတာကိုယ်တိုင်ဖန်တီးထားတဲ့အရေးမဟုတ်ရင်အရေးတိုင်းဟာမိခိုးသူအတွက်ကောအမိခိုးခံအတွက်ကောအနည်းရပါပဲ။မိခိုးသူအတွက်တော့အရေးကိုပဲခိုးတာများလာလိမ့်လိ။လူဆန်းလူစားညံ့ပြင်းလာလိမ့်လိဖြစ်သလိုအမိခိုးခံအတွက်လည်းမိခိုးသူဆိုတဲ့တော်အားမရှိတဲ့အခါဘဝကိုဖျက်ဆီးရတာအတိတ်ပဲမရှိဘူးလို့ထင်လာတတ်တယ်လေ။ တကယ်တော့ဘဝကိုဘသူအတွက်ဘဝအတွက်ဆိုတဲ့တမျက်တမတ်ချက်တင်းနဲ့ဖြတ်တန်းတာထက်စာရင်ကိုရှင်တန်ရတဲ့ဘဝကိုကိုယ်တိုင်ပျော်ရွှင်စွာနေထိုင်ရဖို့အတွက်ဖြတ်တန်းရတာကအကောင်းဆုံးပဲမို့လားဒါဟာပုံတန်ပြောင်းလဲခဲ့တဲ့နွယ်ပင်တပင်ရဲ့လွဲမားတဲ့တသနာဆိုရင်လေကိုကတော့ကြည်ကြည်နက်နက်နဲ့ပြုံပြုံကြီးလက်ခံလိုက်ပါမယ်ဘဝမှာသူများကိုအမြဲမိခိုးအားကိုးနေရတာထက်စာရင် ကိုကကိုကိုပြီးရှင်တန်ခွင့်ရနေတာကိုပိုးပြီးကြည်နဲ့လို့ပါပဲ။